တိပ္ပံပညာရှင်များကဆဲဂျိုဝလာရဲ့အသက်ရှူမာလော့ဖွေရကောင်းဆုံးမင်ကွင်းများတဲ့ကတစ်ခုကိုထုတ်ဖော်ပြသလိုက်ပါပြီ။အဲ့ဒါပါလဲဆိုတော့၎င်းမှာ Galaxy ပေါင်း10တန်းခန့်ပါဝင်တဲ့ဆဲဂျိုဝလာယရနာတိတ်တာတစ်ခုပဲဖြစ်ပါတယ်။ Galaxy တစ်ခုစီတိုင်းဟာလည်းဂျယ်ရီ၊ဂျန်ငွေတွေနဲ့ဖုံမုံတွေဝဲကရက်ထနေတဲ့မြို့တော်ကြီးကခုလိုပါပဲ။၎င်းပုံရိပ်ခံ NSFDOE Vera Sirubin နှက်ခတ်တရားလေလာရေးစခန်းကနေထုတ်ပြန်လိုက်တဲ့ပထမဆုံးပုံရိပ်များထံကတခုပဲဖြစ်ပါတယ်။အဲ့ဒီစခန်းကိုချီလီနိုင်ငံမှာတည်ဆောက်ထားပြီးတော့လာမယ့်ဆယ်စုနှစ်တွင်တောင်ပကောင်းကင်တစ်ခုလုံးကိုစူးစမ်းလေ့လာဖို့ရည်ရွယ်တဲ့မျိုးစသစ်တယ်လီစကုပ်တစ်ခုပဲဖြစ်ပါတယ်။ကဘာကနေအလင်းနှင့်55သန်းခန့်အကွာမှာရှိတဲ့ဗာဂိုချဲအစုအဝေးကိုဗဟိုပြုထားတဲ့ဤပုံဟိကာ အပြာရောင်ခရုပတ်ပုံဂလက်ဆီတွေရွှေရောင်ဘဲဥပုံဂလက်ဆီတွေနဲ့ဝေးလံတဲ့အနီရောင်အဆက်ပြောက်ပေါင်းမြောင်များစွာကိုပေါ်ထုတ်ပြတာနေပါတယ်။ဒါဟာယခင်ကဟင်းလင်းပင်လိုထင်ရတဲ့နေရာကိုတောင်လက်ရမြောက်တဲ့အလင်းပင်လေအဖြစ်သို့ကြောင်းလန်းပေးလိုက်တာပဲဖြစ်ပါတယ်။ Ruben ရဲ့ Megapixel Camera ဒါကတော့အခုချိန်ထိတိစောက်ခဲ့ဘူးသမျှအကြီးဆုံးကင်မရာပဲဖြစ်ပါတယ်။ဒီကင်မရာကလက်ထက်အစ40ပိုကြီးတဲ့ကောင်းကင်နေရာတွေကိုအလွန်ကောင်းမွန်တဲ့အရာနဲ့ အသေးစီကြကြထပ်ပုံရိုက်ကူးနေစွမ်းရှိပါတယ်။ခုနှစ်ရတာအလူန်ဖော်ထုတ်ရိုက်ကူးထားတဲ့ထောင်ကင်းရ55ပုံကနေပေါင်းဆက်တိဆောက်ထားတဲ့ဒီတစ်ခုတည်းသောပုံရိပ်မှာဆိုရင်တော့တောက်ပါတဲ့ဂျေအနှဲငယ်ကလွဲလို့အလင်းဆက်ကလေးအတိုင်းဟာအခြားဂယ်လက်ဆီတစ်ခုစီဖြစ်ပါတယ်။၎င်းဟာအစမြသာရှိပါသေးတယ်။လာမယ့်10နှစ်တာအတွင်းရူဘင်နက်ခတ်တရားလိလာရေးစခန်းရဲ့ Legacy Survey of Space and Time က Galaxy Billion နဲ့ဆိုင်ကိုပုံလေးဖော်မှာခဲ့ဒီဥကခဲရီနဲ့ကျဲတခွန်တန်ပေါင်းများစွာကိုခြေရခံမှာခဲ့တယ်လို့ Supernova ရဲ့ Twin နဲ့များကထွက်ပေါ်လာတဲ့အလင်းတန်းတွေနဲ့အခြားစကြဝဠာဖြစ်ရပ်တွေကိုစောင့်ကြည့်လည်လာသွားမှာဖြစ်ပါတယ်ဒီလိုရွေးချားနေတဲ့ကောင်းကင်ကိုစောင့်ကြည့်ခြင်းအပြင်တိပ္ပံပညာရှင်တွေဟာငကောင်းငွေတန်းရဲ့ဖွဲ့စည်းပုံကနေ့ စကြဝါကိုပုံဖော်ပေးနေတဲ့မြင်ကွင်းမှာမမြင်ရတဲ့ဒီယမဲဒက်မက်တာနဲ့စွိုင်းအိမ်မဲစားတဲ့နက္ခတာဘေရာရဲ့အနက်ဆိုင်ဆုံးလူရှာအချို့ကိုပေါ်ထုတ်ထေရှင်းနိုင်ဖို့မျှော်လင့်ထားပါတယ်ခင်ဗျာ